မင်္ဂလာပါဗျာဒီကနေ့မှာတော့ artist artistry ကနေ1998ခုနှစ်ကထုတ်ဝေခဲ့တဲ့ဘယုံမပြက်ကလင်းပါပချီကားတွေကိုတင်ဆက်ပြီးမှာဖြစ်ပါတယ်ဘယုံမပြက်ကလင်းမျိုးကိုထုတ်ဝေရမှာသူတို့ရဲ့အစဉ်လာတိုင်းအခု1998ခုနှစ်မှာတော့အမရဗူရမျိုးဟောင်းဘက်မှာတည်ရှိတဲ့ဖျားចောင်းကန်ဇရက်တွေကိုပကြီးဆရာများကရေးဖွဲ့ထားတဲ့ပကြီးကားတွေနဲ့ထုတ်ဝေခဲ့တာဖြစ်ပါလေ 98ခုနှစ်တောင်ကတည်ရှိခဲ့တဲ့ဖះချောင်းကရဲတွေရဲ့အနေအထားများကိုအခုပကြီကားများမှာတွေ့မြင်ခံစားရမှာဖြစ်တာမို့ဗီဒီယိုလေးဆုံးအောင်ကြည့်ရှုခံစားပေးပါဦးခင်ဗျာ 1998ခုနှစ်ရဲ့ပိုင်းယုံမပြက်ကလေးမျက်နှာဖုံးမှာတော့ဥပိန္ဒရာအမိရတဲ့ပကြီကကိုရှောက်ဝင်းမောင်တပဝရီကစီစီနဲ့ရေးချေထားတာဖြစ်ပြီးပကြီက size က30 20လက်မှရှိပါလေမရဘူရမြို့တော်ဤတောင်မရှိ တောင်တမန်အင်းကိုဖြတ်၍ဆောက်လုပ်ထားသော အရှိလျားဆုံးတစ်သားတရဖြစ်ပါလေ Blackberry 1913ခုနှစ်ပဂံမင်းတရားလက်ထက်မှာမရဘူရမြို့ဝန် မြို့စည်ဥပိန်ကစကိုင်းအဝနန်းတော်ဟောင်းမှာတာများကိုအုံပြူပြီးဆောက်လုပ်ခဲ့ပါလေတရားရှိတာလီယာပေ2400ခန်းရှိပြီးမူလကတိုင်ပေါင်း448တိုင်နဲ့နားခွေရန်စရက်၄ဆောင်ရှိခဲ့ပါလေအဲ့ဒီဥပိန်တရားကိုဆရာဦးမောင်ကခန်းစားရေးဖွင့်ထားတာပါခင်ဗျာ 1998ခုနှစ်ရဲ့ January နဲ့ February လပြက်ကင်းစာမျက်နှာမှာတော့တောင်တမန်ကြောက်တော့ကြီးအမိရတဲ့ပကြီကားကိုပုံနှိပ်ထားပါတယ်ခင်ဗျာ။ရေးသားထားသူကရှမတော်ချူချူအောင်ဖြစ်ပြီးစီစည်းနဲ့ရေးဖွဲ့ကပကြီကား size က24လက်မှာပတ်လည်ဖြစ်ပါတယ်။မဟာတက်ကြရန်ဒီတောင်တမန်ကြောက်တော့ကြီးစင်တူတော်ဤမူလထားရကမှာစကိုင်းမင်းပါကြီးတော်ဖြစ်ပြီး1192ခုနှစ်ကစတင်၍မင်းတရားကြီးကိုတော်တိုင်းစံနှစ်တော်ပေး၍ ုလုပ်စီခဲ့ပါတယ်။ကြောက်သားစင်းနုတော်ကြီးရဲ့ညံတော်မှာ18ပေခန့်ဖြစ်ပါတယ်။ပကံမီဒီယာလက်ထက်1211ခုနှစ်မှာအမရဗူရမြို့တောင်တမန်ရွာနီးသို့ပြောင်းရွှေ့ပင်ဆောင်ကပကံအာနန္ဒာဇီရီတော်ပုံစံကဲ့သို့တည်ထားကိုခဲ့ခဲ့ပါတယ်။အတွင်းမှာအမရဗူရခေနယံစီပကြီးများနယံအပြည့်မြေရေးဆွဲထားတာဖြစ်ပါတယ်။ မတ်စ်နဲ့ဧပြီလပြည့်ခရင်စာမျက်နှာမှာတော့နိုင်ငံရုံဖျားအမည်ရှိတဲ့ပကြီကားကိုပုံနှိပ်ထားပါလေ။ရေးတာထားသူကရှားကြီးဦးကျော်မှုသာဖြစ်ပြီးစီစေးနဲ့ရေးဖွဲ့ကပကြီကား size က24လောက်မှာပတ်လည်ရှိပါလေ။အမရဗုဒ္ဓမြို့တွင်ရွှေကွန်းထုတ်ရက်ွက်မှာတည်ရှိတဲ့ဂူထက်တွင်ဇေဒီတော်အစားနဂါကောင်းအထွတ်တင်ထားသည့်ဖျားတစုဖြစ်ပါလေ။ပစ္စည်းအ30အချက်မှာဂူနဲ့စင်ထူတော်ရှိပါတယ်။ ကောင်းမှုရှင်အမည်များပါရှိသောခြေခေါင်းလောင်းမှာပျက်စီးကြောက်ဆုံးသွားခဲ့ရပါတယ်မင်းနဲ့ဂျွန်လာပြက်ခရင်ရှာမျက်နှာမှာတော့စင်ကျွရွှေကူအမည်ရှိတဲ့ပကြီကားကိုပုံနှိပ်ဖော်ပြထားပါတယ်ပကြီကားကြီးသားသူကဆရာကြီးဦးတိုင်ကျော်ဖြစ်ပြီးစီစေးနဲ့ရေးဖွဲ့ထားတာက ပကြီကား size က24လမှာပတ်ရှိပါတယ်ခင်ဗျာအမရပူရခေရွှေမြို့တော်ရဲ့မြို့တော်စီရီတော်၄စုအနက်ကအနောက်မြောက်တောင်စီရီတော်ဖြစ်ပါတယ်ကလားချောင်းခန့်စီရီတော်ဖြစ်ပြီးညံတော်ပီတရာကျော်ရှိပါတယ်မူလကတရခန့်၅စုပါဝင်ရှင်ကျွှေရွှေကူဖျားကိန်းဝတ်တော်မူခဲ့ရာစီရီတော်ဖြစ်ပြီးကတ်ကျော်ဖျားဟုလည်းလူသိများပါတယ်ခင်ဗျာ ဇူလိုင်နဲ့အောက်ဂတ်လပြည့်ကရင်စာမျက်နှာမှာတော့နမ်းမြင့်နဲ့ရွှေတိုင်းအမိရတဲ့ပကြီကားကိုပုံနှိပ်ဖော်ပြထားတာဖြစ်ပြီး ရေးသားထားသူကဆရာကြီးဥစိန်မြင့်ရွှေကြီးတို့ဖြစ်ပါတယ်။ Acrylic နဲ့ရေးသားထားတာဖြစ်ပြီးပကြီကား size က24လမှာပါလဲရှိပါတယ်ခင်ဗျာ။ The Grey 1145ခုနှစ်ကအမရပူရမျိုးတီနန်တီဘိုးတော်ဘရုံမင်းတီဆောက်ခဲ့တဲ့ အောင်နန်းဆိုင်ရာရွှေနန်းတော်ကြီးရဲ့စိတ်ပိုင်းတစ်ခုဖြစ်ပြီး1104ခုနှစ်မှာတာယာဝရီမင်းက ပြန်လည်ပြုပြင်ခဲ့တဲ့အဆောက်အဦဖြစ်ပါတယ်။ရှေးမတ်တမ်းနေအရာမြောက်ဖက်မှာတုံးတက်အဆောက်အဦသည်နမ်းမြင့်ဖြစ်၍တောင်ဘက်ကအုတ်ခုံခန့်တက်အဆောက်အဦဟာရွှေတိုက်ဖြစ်ပါလေ။ 98ခုနှစ်ရဲ့စက်တင်ဘာနဲ့အောက်တိုဘာလဆောင်းမျက်နှာမှာတော့ပထူလော်ကြီးအညီရတဲ့ပကြီးကားကိုပုံနှိပ်ဖော်ပြထားတာဖြစ်ပြီးရေးသားထားသူကဆရာကြီးဦးဇော်ဝင်းဖြစ်ပါတယ်။တစ်ထွင်းပကြီးမျိုးစားဖြစ်ပြီးပကြီးကား size က16လမ12လမရှိပါတယ်ခင်ဗျာ။တက်ဂရေ184ခုနှစ်မှာစကိုင်းမင်းဘာကြီးတော်တည်ထားခဲ့ပြီးညံတော်အတောင်120ရှိပါတယ်။အမရဝူရခိလက်ရာပယံပန်းတော်နဲ့ 950ဇဝတုတယုတ်ခေါပန်တမောလက်ရများကိုထုလုပ်ထားပါတယ်အမရဘူရမျိုးယိုးဤအနောက်တောင်တောင်အပြင်ဘက်မှာတည်ရှိပါတယ်ခင်ဗျာထောင်998ခုနှစ်ရဲ့နိုဗ ెంబ ာနေ့ဒီဇင်ဘာလနောက်ဆုံးဆောင်ရွက်နာမှာတော့ဘာငယ်အကြောင်းအမည်ရှိတဲ့ပကြီကားကို ပုံနှိပ်ထားပါတယ် ပကြီကားကြီးဆွဲထားသူကဆရာကြီးဥတည်ရေးဖြစ်ပြီးရေစင်းနဲ့ရေးဆွဲထားကပကြီကား size က22လက်မှ16လက်မှရှိပါတယ်ခင်ဗျာမရဘူးရညိုတီနန်တီဘိုးတော်ဗဒုံမင်းတရားကြီးလက်ထက်မှာပထမဘာခေယာကျောင်းတော်ကြီးကိုစောက်လုပ်လှူဒန်းခဲ့တယ်မဟာဝီယံဘုံသားစံကျောင်းတော်ကြီးနေရာမှာသက်ဂရိ1900ခုနှစ်မှာပကံမင်းက ဒုတိယဘာဂရာဆရာတော်အားထပ်မံဆောက်လုပ်လှူဒါန်းခဲ့တဲ့ပုံစံအတိုင်းရှေးဟောင်းမှတ်တမ်းနဲ့နယံပကြီးများကိုအခြေပြုပြီး1993ခုနှစ်မှာနိုင်ငံတော်ကချက်သိန်း650ကျော်အကုန်ခံ၍ပြန်လည်တည်ဆောက်ခဲ့တဲ့ရှေးဟောင်းမြမဘုံတော်ကြီးအကြောင်းဖြစ်ပါတယ်ခင်ဗျာ။